ားလုံးပဲမင်္ဂလာပါရှင်။ရွှေသိအော်ဒီယိုဘုတ် channel မှာကြိုဆိုပါရစေ။ဒီ channel မှာက1981ခုကစတင်ထုတ်ဝေခဲ့တဲ့ပေဖူးလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ရတဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေ။ဒီအစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့နဲ့တောက်ချနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရစေ။ကျမတို့ရဲ့ရွှေသိအော်ဒီယိုဘုတ် channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ခုဖတ်ပြမယ့်ဝတ္ထုက ဆီယမ်မဝင်းဝင်းမြင့်နဲတော်ရှိရေးသားပြီးအမှတ်တရကိုနိုဝင်ဘာလ1990ဖေဖူလာမဂဇင်းမှာဖော်ပြခဲ့တယ်။အနာမဏီဒရီကန်ဆိုတဲ့ဝိထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။ခန်းစားနားဆင်ကြပါအောင်ရှင်။သာသင်ကန်းရဲ့ရှေ့မျက်နှာစားတကားဝါမှာချင်းနှစုံလာရက်တယ်ဖြက်ခနဲမောကြည့်လိုက်တော့ အနက်ခင်းကတွေ့ခဲ့တဲ့ညလုံးပြူပြူကောင်မလေးနဲ့သူ့အတန်းပိုင်ဆရာမချက်ချင်းခေါင်းငုံလိုက်တယ်။ဒိတ်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 နဲ့ရင်ခုန်တဲ့တွင်မြန်လာတယ်။လက်ဖြားချီပြားတွေလည်းအေးဆက်လာတယ်။ချွေးတွေလည်းဆူလာတယ်။ဟိုကောင်မလေးနဲ့သူ့ဆရာမကအတန်းပိုင်ဆရာမရဲ့စပွဲစီတို့ရှောက်သွားကြတယ်။ဘာတွေပြောကြပါလဲ။သူတို့စီမနာဆိုရင်ဗဇက်ကအနေယူချင်အောင်စောင့်နေရတယ်။တုံရင်နေတဲ့လက်နဲ့ အနမ်းတွေရှောက်ရည်နေမိတယ်။အတန်းသားအလုံးရဲ့ဆက်စုတဲ့မျက်လုံးတွေဟာဆီယမားရဲ့စပွဲမှာအဆုံနေကြတယ်။ဆီယမားကတော့မျက်လုံးပြူးပြူးနဲ့ကောင်မလေးကိုကြည့်လိုက်။သူ့အတန်းပိုင်ဆီယမားကိုကြည့်လိုက်။သူတို့ရဲ့အတန်းတွေကအတန်းသားတွေမကြားနိုင်လောက်အောင်တီးတိုးတဲ့တွေဖြစ်နေလို့တော်ပါသေးရဲ့။တရန်လုံးကသူတို့ဘာတွေပြောနေလဲဆိုတာမသိကြပါနဲ့။ဖွင့်ဖွင့်အောင်ကတော့သိနေတယ်။ဒီအချိန်မှာအလီမားတွေဟန်ဆောင်ရွတ်မနေတော့ပဲ။ ဖះစာကိုစုံနေရင်ကောင်းမလားလို့တွေးနေတော့ကဲနားထောင်ဆိုတဲ့ဆရာမရဲ့အောင်မြင်တဲ့အတန်ကိုကြားလိုက်ရတယ်။ပွင့်ပွင့်အောင်ရဲ့အစိတ်ထဲမှာတော့ပောက်ကွင်းတဲ့တစ်ခုကိုကြားလိုက်ရတယ်လို့ပဲ။မနှစ်ပိုင်းចောင်းမတက်ခင်တုန်းကသူငရန်းကာကြီးမှာပတ်စံပြောက်သွားတယ်။အဲ့ဒီပတ်စံကိုကောက်ယူမိတယ်လို့ရှိသလား။ရှင့်ရင်ဆရာမစီကိုလာအပ်ပါ။မလုပ်ရမလဲ။မလုပ်ရမလဲလို့အပြေးလွှာစဉ်းစားရင်းចောင်းသိန်းစကက်ရဲ့ဘေးအိတ်ထဲမှာထည့်ထားတယ်။ အဆန်လေးကလေးကိုအသာဆဲမိတယ်။ဟိုဘာလို့ပေးရမှလဲခိုးတာမှမဟုတ်တာ။ဟိုကောင်မလေးကသူပြောက်တာဖြစ်မဟုတ်ဘဲနဲ့လည်းကားကြားကောင်ပဲမိရှာရှိတယ်။သူမြင်နေဆိုတာရောဘသူကအသေးချာသိမှလဲ။ပုံမွေအောင်ကအင်္ဂလိပ်စာတွေကိုရေးတကြီးရွတ်ချင်အောင်စောင့်နေလိုက်ပြန်တယ်။ဆရာမကိုအဖို့မေ့နေရင်လာအံ့နော်။သူများပစ္စည်းကိုကောက်ရရင်ဆရာမကိုအဲ့ရမယ်လို့ပြောထားတာမှတ်မိကြတယ်မဟုတ်လား။ကဲဘယ်သူကောက်ရသလဲဟေး။ ဆိုတဲ့ဆရာမရဲ့စကားအဆုံးမှာသားတို့မရဘူးဆရာမသမီးတို့မရဘူးဆရာမနဲ့တရန်လုံးစုံညံသွားအောင်ဝိုင်းအောင်နေကြတယ်။ကဲတော်ပြီတယောက်တစ်မျိုးမအောင်ရဘူးမရတဲ့လူရှိပေမဲ့ရတဲ့လူရှိကိုရှိနေတယ်။ဆရာမတို့သိတယ်လာအံ့နော်လာမဲ့အရင်ဆရာမတို့လိုက်ရှာမှာဆရာမကဘသူကိုရည်ရွယ်ပြီးပြောတာလဲအခုချိန်မှာထပြီးအလိုက်ရင်ဟိုမဖြစ်ပါဘူး အားလုံးကခိုးတယ်လို့ပြောကြမှာပါပဲလူကိုရောရှာကြမလားမသိဘူးရှာခြင်းလဲရှာပေါ့လေတွေ့သွားတော့လဲအိမ်ကပေးလိုက်တာလို့ညာပြောလိုက်မှာပေါ့ပွန့်ပွင့်အောင်လို့အတန်းထဲမှာဖြစ်စည်းမပြောက်ခုတော့ရှာဖွေတာတခါမှမကြုံခဲ့ဘူးသေးမျက်နှာကိုငုံထားရင်ဆရာမတို့ကခိုးတယ်ထင်သွားမှာဆိုလို့ပွန့်ပွင့်အောင်ကမျက်နှာကိုသူများနေတူမော့ထားလိုက်တယ်ခုံဆောင်ထဲကလွဲအိတ်ကို ရွက်ခနဲဆွဲထုတ်ပြီးသပွဲခုံပေါ်ကိုရဲရဲဝံ့ဝံ့တင်ပေးလိုက်တယ်။ဆရာမနဲ့ညလုံးမြူကောင်မလေးရဲ့ဆရာမတို့ကရက်အိတ်ကိုစပေးရှာကြတယ်။တဖြည်းဖြည်းနဲ့ပွန့်ပွင့်အောင်နာကိုရောက်လာကြပြီ။ဆရာမကပွန့်ပွင့်အောင်ရဲ့အဝါရောင်၊မွေးဘွား၊ရှမ်းလွယ်အေးရဲ့အဖီးနှချောင်းကိုကင်ပြီးစာအုပ်တွေကိုတုံချလိုက်တယ်။ညလုံးမြူကောင်မလေးရဲ့ဆရာမကတော့စပွဲပေါ်မှာဖွင့်ချထားတယ်။ပွန့်ပွင့်အောင်ရဲ့တန်လိုက်ကောင်မဘူးကို ဘဲပြန်ညာပြန်ဖွင့်ကြည့်နေတယ်။ရှားပါလေရှင်ရမတို့မတွေ့ဘူးစိတ်ချလို့အတန်တိတ်ပြောရင်ဖွင့်ဖွင့်အောင်ကစိတ်အေးနဲ့အေးကျဉ်းတတ်နေမိတယ်။ဒါပေမဲ့ဖွင့်ဖွင့်အောင်လို့ရှားမကဖွင့်ဖွင့်အောင်ရဲ့ရှေ့ကမခွာသေးဘူး။စကားတွေများပြီးစူညံနေတဲ့အတန်းကိုဟေ့အတန်တွေစူညံမနေကြစမ်းနဲ့စာတင်ရတာတမျိုးတခိုးရှာရတာတမျိုးငင်းငိမ့်နေကြစမ်းစာမတော်တာမတက်တာကိုခွင့်လို့ချင်သေးတယ်။သူများပြည့်စည်ကိုအချောင်းလိုချင်တာ။ ဆီယမ်မနည်းနည်းမှမကြိုက်ဘူးအကုန်ရှာမလူတွေကိုလည်းရှာမလို့ဒေါသတကြီးပြောနေတယ်ပွင့်ပွင့်အောင်ကဆီယမ်မကိုအလန့်တကြားမှုန့်ကြည့်လိုက်တော့စူးရှာတောက်ပြောင်နေတဲ့ဆီယမ်မရဲ့မျက်လုံးအဆုံနဲ့ရှင်ဆိုင်လိုက်ရတယ်ဆန်ဆောင်ပန်ဆောင်နဲ့မော်ထားရတဲ့မျက်နှာကိုဘယ်သွားထားလိုက်ရမလဲမသိတော့ပါဘူးဆီယမ်မရဲ့လက်အဆုံကပွင့်ပွင့်အောင်ရဲ့စကန်8000စီကိုရောက်နေပြီမတွေ့ပါစင်းနဲ့ ြိမဲ့သွားပါစေနဲ့လို့ပြေလွှားဆူတောင်းပေးမယ်။ပွင့်ပွင့်အောင်ရဲ့ဆူတောင်းကမပြေခဲ့ဘူး။ဆီယမရဲ့လက်ထဲမှာနက်နက်တုံးကပတ်စံအလိတ်ကလေးပါသွားပြီ။အဲ့ဒါသမီးပတ်စံဆီယမပွင့်ပွင့်အောင်ကလူချင်းတန်နဲ့အမောတကြီးပြောလိုက်တဲ့အချိန်မှာဆီယမကပတ်စံအိတ်လေးကိုမပွင့်တပွင့်ဖြေးပြီးရေးတွက်ကြည့်နေတယ်ထင်ပါရဲ့။ပွင့်ပွင့်အောင်ကလည်းအဲ့ဒီပတ်စံရဲ့အရေအတွက်ကိုသိသိကျင်နေတယ်။မနက်ကကောက်ရရချင်းအိတ်သေးကို အရင်စလိုထဲခဲ့မိပြီပဲအခုချိန်ထိရေကြီးဖို့အခွင့်မသာလို့မရေခဲ့ရသေးတာကိုစိတ်ညစ်သွားမိတယ်။သမီးပတ်စံဆိုရင်ဒါဘယ်လောက်ရှိသလဲလို့ဆရာမကပတ်စံအလိတ်ကလေးကိုပြပေးမိတယ်။အပေါ်ဆုံးကငါးချက်တန်ဆိုတာပဲသိတယ်။အတွင်းမှာချက်တန်အထက်တော်တော်များများပါမဲ့ထင်တာပဲ။ပတ်စံတွေကလည်းစုံနှန်းနေတာဆိုတော့ပလတ်စတာတွေနဲ့ထူနေတာလည်းဖြစ်နိုင်တယ်။ဟဲ့ဖြေလေးပွင့်ပွင့်အောင်ဆရာမကစိတ်မရှိတဲ့နဲ့ ်စောင့်ဩတော့ပွန့်ပွန့်အောင်လန့်သွားတယ်။သိစင်းစားနေလို့မဖြစ်တော့တာကြောင့်မှန်ပြီးဖြေလိုက်တယ်။ကိုကျက်ပါဆရာမဆရာမကခေါင်းကိုဖြည်းဖြည်းခါလိုက်ပြီးဒါဘယ်ကရတယ်လဲမျက်မှန်ပြောလို့အသက်မမနဲ့မေးတယ်။သမီးပတ်စံပါဆရာမအိမ်ကယူလာတာပါလို့တုံတုံရင်ရင်နဲ့ဖြေလိုက်မိတယ်။မဟုတ်ဘူးမဟုတ်ဘူး။ तू သမီးတို့အတန်းထဲကကောက်ယူသွားတာသမီးမြင်တယ်။အဲ့ဒါစုမုံဆိုရဲ့ပတ်စံတွေခေကောင်မလေးကစူးစူးဝါးဝါးထအောင်လိုက်တယ်။ ။တရန်လုံးကလည်းတန်အံတောနဲ့အဲ့ဒီကောင်မလေးကိုကြည်လိုက်။ပွင့်ပွင့်အောင်ကိုကြည်လိုက်။ပွင့်ပွင့်အောင်ရဲ့ရင်ထဲမှာပူကနေဒေါသစိတ်တွေစုဝေးသွားတယ်။ကြည်စမ်းမိရှာရှေလေး။မောင်လေးတို့အတန်းကကောင်မလေးကများငါ့လူလေးတန်းចောင်းသူတယောက်ကိုဆော်ရဲလိုက်တာ။ဆရာမတွေចောင်းသူចောင်းသားတွေကိုရှေ့ထားပြီးလက်ညှိုးထိုးပြီးပြောသွားလိုက်တာ။ငါနဲ့သူနဲ့နှစ်ယောက်တည်းဆိုရင်တော့ငါသူ့ကိုချော့ပြီးပက်ဆန်တစ်ချက်လောက်ပေးလိုက်ပါရဲ့။ငါကောက်ရတဲ့ပက်ဆန်ကိုပြန်မပေးချင်တာနဲ့ပဲ။ ခုံမလေးပေါက်ဆောက်ကိုကြောက်နေရပါလားလို့အပြေးလွှားတွေးနေမိတော့ပွန့်ပွန့်အောင်ဆရာမတို့နဲ့ခဏလိုက်တဲ့ဆိုတဲ့ဆရာမရဲ့အမိန်ပေးတဲ့ကိုကြားလိုက်တော့မှတကူလုံးကျင်ကနေထိတ်လန့်တုန်လှုပ်သွားတာဖះဖះเจ้าဆရာမဒီရုံငန့်ကိုမြခေါ်သွားတော့မှလားကြောင်းထုတ်ပြတော့မှလားဆရာမကမောင်လေးတို့အတန်းကကောင်မလေးကိုသူ့အတန်းသူပြန်လွှတ်လိုက်တယ်မောင်လေးတို့အတန်းပိုင်ဆရာမရဲ့ပွန့်ပွန့်အောင်ရဲ့ပွန့်ပွန့်အောင်လို့ဆရာမရဲ့အခန်းတစ်ခုရဲကိုဝင်ခဲ့ကြတယ် ဆီယမတွေအများကြီးထိုင်နေတာကိုတွေ့ရတော့ရုံးခန်းတော့မဟုတ်နိုင်ဘူးလို့ထင်လိုက်မိပြီးစိတ်နည်းနည်းချောင်သွားတယ်။ဒါပေမဲ့ဒေါ်ကျင်းတို့နာမည်ကြီးနေတဲ့အရိုက်ကျန်းတဲ့ဆီယမဝဝကြီးကိုမြင်လိုက်တော့ဖြန်းကနေချက်သိမ်းထားမိတယ်။ပွင့်ပွင့်အောင်လို့ဆီယမကအမှုစစ်စရာရှိလို့လို့စပြောပြီးမောင်လေးတို့အတန်းမှာမနေ့ပိုင်းကပတ်စံပြောက်သွားတာကအစားပွင့်ပွင့်အောင်ရဲ့စကတ်ထဲကပတ်စံလိတ်ကလေးကိုအရေးအတွဲမှားပြောမိတဲ့အထိအတန်မမာနဲ့ပြောပြနေတယ်။ ွန်ပွင့်အောင်ကတော့အစဉ်ပြေအောင်ပြောနိုင်ဖို့ပဲအပြေးလွှားစဉ်းစားနေရတယ်။သမီးမနေ့ပိုင်းကသူငယ်တန်းကာကြီးကိုယောက်လာ။မောင်လေးတို့အတန်းကိုနေ့တိုင်းသွားနေကြမို့ဒီနေ့မှမသွားဘူးဆိုရင်ရုပ်တိမရှိမှမို့သွားတဲ့အကြောင်းခေါင်းညိတ်ပြလိုက်တယ်။ဘာသွားလောက်တာလဲ။ဆီယမ်မတွေကတယောက်မိခွန်းတစ်မျိုးဝိုင်းမီးနေကြတာ။ပွန်ပွင့်အောင်ကလည်းဟိုကောင်မလေးမရှိတော့မို့ပတ်စံအတွက်အစွမ်းရှိသမျှကာကွယ်အောင်မယ်လို့တွေးမိပြီး မောင်လေးကိုသွားပို့တာပါမောင်လေးတို့ဆရာမကိုပုံလေးစာကိုပို့ပေးဖို့သွားဆောင်တာဆရာမကိုမတွေ့တာနဲ့ပြန်လာခဲ့ပါတယ်မိမိကပတ်စံဘလောက်ပေးလိုက်တာလဲမိမိက30ပေးလိုက်တာပါသမီးတို့မနက်ခင်းတော့ကမုတ်ခွေစားသေးတယ်ခုတော့ဘလောက်မှန်းမသိပါဘူးဈေးတဲ့ကြီးအန်းလိုက်တဲ့အတိုင်းလက်ပြီးထည့်ထားတာပါသမီးကတော့ကိုကျက်လို့ထင်တာပါပဲမဟုတ်တာတွေကိုစီကစင်ကရှောက်ညာရင်းနဲ့ရှာတွေ့သွားပြီးအတန်းမှန်ဆရာမရှိမှာ အညာမှားခဲ့တယ်ထင်တဲ့ပတ်စံအကြောင်းကိုပါထိမ့်ပြီးပြောလိုက်တယ်။ပွင့်ပွင့်အောင်ကဆရာမတွေကိုတက်ညာဖို့လဲအားတက်သွားတယ်။သမီးကသာအိမ်ကယူလာတယ်လို့ပြောတယ်။သမီးမောင်လေးအတန်းကကလေးမလေးတယောက်ကသူ့ငွေချင်းပတ်စံကိုသမီးကောက်သွားတယ်။သူကလိုက်တောင်းတော့သမီးကမပေးဘဲတွန်းပစ်ထားခဲ့တယ်လို့လာတိုင်ထားတယ်။အဲ့ဒီကောင်မလေးကတော့အတိအကျပြောတာပဲ။ခုနကဆရာမနှစ်ယောက်ရှိမှရောအတန်းရှိမှပါပြောသွားတာသမီးအမြင်ပဲမဟုတ်လား။သမီးဘာပြောချင်တယ်လဲ။ ဒီပတ်စံတွေကမေမေပေးလိုက်တာမောင်လေးအတွက်စအုပ်ဖို့ပွန့်ပွန့်အောင်ကအရန်ဆက်ညာလို့မဖြစ်နိုင်တော့ဘူးဆိုတာနားလဲသွားတာကြောင့်တွေ့တွေ့ဆဆဆက်ညာလိုက်တယ်မောင်လေးတို့ဆီယာမကပွန့်ပွန့်အောင်ကိုတည်တည်ချာချာကြည့်ပြီးမောင်လေးရဲ့စအုပ်ဖို့ကိုဟိုတနေ့ကမင်းတို့မေမေလာပေးသွားပြီးသားလေလို့ပြောတယ်တစ်ချက်မှားသွားပြန်ပြီဆိုတာသိလိုက်ပြီမယ်မောင်လေးကစအုပ်ပြောက်တက်လို့ထမ်းမှခြင်းလို့ပါလို့နောက်ဆုံးအဆင့်ဖြင့်စူးစမ်းပြီးညာလိုက်ရပြန်တယ် ဒီလိုပဲရမှာလဲပွင့်ပွင့်အောင်ရဲ့စာအုပ်မလုံလောင်းလို့မဲချပေးနေရပါတယ်ဆိုမှတရားကိုနှစ်အုပ်မရဘူးဆိုတာမင်းမေမေသိမှာပေါ့မမှန်ပြောစမ်းဒီပတ်စံမေမေပေးတာလားကောက်ရတာလားအတန်းမိုင်ဆရာမကမာထန်နေတဲ့လေတန်နဲ့ဝင်ပြောတယ်။ဘာဆက်ပြောရမလဲမသိတော့လောက်အောင်အုံနောက်တွေခန်းချောက်သွားတယ်။ဒီအချိန်မှာမနစ်တုံးကတင်းခဲ့ဘူးတဲ့တုံးနှင်းဆရာမဝင်လာတယ်။ဟဲပွင့်ပွင့်အောင်ဘာဖြစ်လို့လဲ။တုံးနှင်းဆရာမကအကြောင်းစုံကိုသိသွားတဲ့အခါ အေးအေးဆေးဆေးဝင်ပြီးဖြည့်ရှင်ပေးတယ်။သုံးနှန်းဆရာမကိုပွန့်ပွန့်အောင်ကချစ်ခဲတော့အောင်ကိုဆရာတွေ့ပြီလို့ထင်လိုက်မိတယ်။ဒါပေမဲ့သုံးနှန်းဆရာမရဲ့အဖြေကပွန့်ပွန့်အောင်ကိုပို့ပြီးကြက်သွားစေခဲ့တယ်။ကဲဒီလိုလို့အဲ့ဒီပစံတွေကိုအတန်းမှန်ဆရာမစီမှာအခုအပ်ထားလိုက်။သမီးဒီပစံတွေကိုကောက်သွားပါတယ်လို့မြင်တဲ့သူငယ်တန်းကကလေးမလေးကလည်းတယောက်တည်းဆိုတော့ဘသူပြောတာကိုမှဆရာမတို့မယုံပါဘူး။ညနေကျောင်းဆင်းတော့မှ မီးမမေကြောင်းလာကြတော့ဆရာမတို့မေးကြည့်မယ်မိဘကတော့မညာပါဘူးတမီးမမေပေးလိုက်တယ်လို့ပြောရင်ဒီပဆန့်ကိုတမီးပြန်ရမယ်ဟိုကောင်မလေးကိုလည်းညာပြောတယ်ဆိုပြီးအပြစ်ပေးလိုက်မယ်ကဲတမီးကျေနပ်လားဒီတခါတော့ပွန့်ဖွင့်အောင်ပြုတ်လဲမတက်ထိတ်လန့်သွားရပြီမမေတဲ့ဆရာမတွေထဲအစာပေါင်းအများကြီးပြင်းအောင်မမေကရိုက်တော်မှာမမေကဂျိုးထွက်အောင်လဲခောက်တယ်အသားတွေမှာဒဏ်ရာညူညူကြီးတွေရအောင်လဲလိန်ဆွဲတယ် အရှိုးကြီးတွေထင်နေအောင်လဲရိုက်တယ်။အတုံးမကြတဲ့ခွေးကောင်မလေးဆိုတဲ့မိမိချင်းမောင်တန်ကိုကြားရတော့မယ်။သူများပတ်စံကိုယူမိတာအပြစ်တစ်ခု။ညာပြောတာအပြစ်တစ်ခု။မိဘအဆက်ခွဲတာအပြစ်တစ်ခုလို့ဆိုဆိုပြီးအသေးရိုက်တော့မှပွန့်ပွန့်အောင်တိတ်ကြောက်လာတယ်။ဒီအဖြစ်ဖြစ်ကိုမိမိတိမှသိဆိုးရင်နေနေတယ်။ဆရာမတွေကိုစက်ညာနေရင်တော့မိမိသိတော့မယ်။အခုချိန်မှာယုံမိပါတယ်လို့ဝန်ခံလိုက်ရင်လည်းဒေါ်ချိန်လက်ရာနဲ့တွေ့ရတော့မှာပဲ။ အတန်းမိုင်ဆရာမရဲ့မာထန်နေတဲ့မျက်နှာထားအောင်မှာအနေရကြုံလာတယ်။ရှိုက်ရှိုက်ပြီးပြင်ကိုလိုက်တဲ့ပွင့်ပွင့်အောင်ရဲ့အတန်းကဆရာမကန်းတခန်းလုံးညံသွားတယ်။ဟဲ့ဘာလို့ငိုတာလဲ။သုံးနှန်းဆရာမကပြူးပြူးပြပြနဲ့အလန့်ကြားမေးတယ်။ပွင့်ပွင့်အောင်ကတော့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ပြီးငိုနေုံကလွဲလို့ဘာလို့ရမှန်းမသိနိုင်တော့ဘူး။ငိုနေလို့မပြီးဘူးပွင့်ပွင့်အောင်။မင်းကိုဘာမှပြောသေးတာလည်းမဟုတ်ဘူး။ရိုက်သေးတာလည်းမဟုတ်ဘူး။ မင်းဘာဖြစ်လို့ငိုနေရတာလဲအတန်းမှန်ဆရာမကစိတ်မရှိတဲ့ပြောရင်ပွပွင့်အောင်ရဲ့လက်မောင်းပွင့်ပိန်လေးကိုခက်ချမ်းချမ်းဆွဲလှုပ်ပြလိုက်တယ်တိတ်တိတ်သမီးမငိုနဲ့သမီးမှာအပြစ်ရှိလို့လားရှိရင်လဲဆရာမကိုတောင်းပန်လိုက်လေပွင့်ပွင့်အောင်ရဲ့တဏှာတွေလည်းပြက်ကုန်ပြီနှက်တွေလည်းထွက်ကုန်ပြီတိတ်တော့တိတ်တော့သုံးနှန်းဆရာမကပွင့်ပွင့်အောင်ကိုအတွင်တွင်ချုံနေတော့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်သုံးနှန်းဆရာမရှိနေတော့အပြစ်ကိုဝန်ခံလိုက်ရင်ရိုက်ခံရတာတက်တာလေးမလားလို့ သမီးမှာအပြစ်ရှိပါတယ်။အဲ့ဒါကောက်ရတာပါ။ဆရာမကိုအပ်ပါတယ်။မိမိကိုမတိုင်မာနဲ့ဆရာမရဲ့လို့ဘလုံးပထွေးနဲ့ပြောချလိုက်တယ်။ပွင့်ပွင့်အောင်ရင်အစိုးကြီးကလေးကပြောပါလား။ဆရာမတွေမေးတာကိုအဝေးကြီးကွစ်ပက်ပြီးညာနေတာ။တိတိချာချာကိုအကွက်ဆင်ပြီးလိန်နေနော်။ဆရာမတွေကိုမြန်ညာလို့လှိမ့်လို့ရမယ်ထင်နေသလားဟင်။အတန်းပိုင်ဆရာမကဒေါသမပြေနိုင်ပဲဆက်ကျင်းနေပြီမယ်။တုံးတဲ့ဆရာမကပွင့်ပွင့်အောင်ရဲ့ပခုံးကိုဖတ်ထားရင်းကပဲ ပွင့်ပွင့်အောင်အကြောင်းကိုတွတ်တွတ်ပြောပြနေတယ်။ပွင့်ပွင့်အောင်ကတော့ခေါင်းကိုငုံထားရုံကလွဲပြီးဘာမှမလုပ်တတ်အောင်ဖြစ်နေတယ်။သုံးနှင်းဆီယမရဲ့အတန်တွေကိုမကြားတစ်ချက်ကြားတစ်ချက်နဲ့စိတ်တွေလှုပ်ရှားနေတယ်။ဖေဖေနဲ့မိမိကဈေးထဲမှာအထည်ရောင်းတဲ့အကြောင်းပွင့်ပွင့်အောင်တို့မှာမောင်နှမနှစ်ယောက်ထဲသာရှိတဲ့အတွက်ပျက်စီးမှဆိုလို့အလိုမလိုက်တဲ့အကြောင်းအိမ်မှာလည်းဘဲအင်းနီနာချင်းနဲ့မှပေါင်းခွင့်မပြုတဲ့အကြောင်းเจ้ามาแล้วแม่เต่าတွေဝယ်စားมาဆိုလို့ ဘယ်တော့မှမုံဖို့မပေးတဲ့အကြောင်းပြောရင်ပြောရင်နဲ့တိုးသွားတဲ့ဆရာမရဲ့စကားတွေထဲမှာသုံးနှစ်နှစ်တုန်းကမိမိတစ်တာတွေက နေပြီးပတ်စံတွေနှိုက်ယူလာခဲ့တဲ့အကြောင်းလဲပါမသေးကြတယ်။ခဲပွန့်ပွဲအောင်ဒီလိုသာသူများပတ်စံကိုတွေ့တိုင်းပေါက်ယူပြီးပြန်မပေးရင်တော့အတန်းမှန်ဆရာမရဲ့စကားကိုဆုံးအောင်မဆောင်နိုင်တော့ဘူး။စိတ်ထဲမှာချက်ချင်းတင်းကျပ်သွားတယ်။ပွန့်ပွဲအောင်ရဲ့မဆက်ဆက်စိတ်တက်ကခြုံငနေပွင့်ထလာတယ်။"အိုး" သမီးဒီတစ်ခါပဲကောက်ရဘူးသေးတာခုလေဆီယမကိုပြန်ပေးပြီလို့ခေါင်းကိုတစ်ချက်ခါဆက်ပြီးဆီယမကိုပြန်ပြောမိတယ်ကြည်စမ်းမယိုင်းလိုက်တာစကားပြောလိုက်ရင်ဘယ်တော့မှတောင်းမကြိုးဘူးအခုကောက်ရတဲ့ပတ်စံကိုတောင်ဆီယမတွေဝိုင်းဆဲမှပြန်ပေးတာမဟုတ်လားမိမအပြစ်ရှိသလားမရှိဘူးလားပြောစမ်းပွန့်ပွန့်အောင်ကရှိပါတယ်လို့မပွန့်တမွင့်ပြောလိုက်တော့အတန်းမှန်ဆီယမကလာခဲ့လို့အသံနဲ့နဲ့ပြက်ပြက်တစ်ချက်ခေါ်လိုက်တယ် လက်ညှိုးလုံးလောက်ရှိတဲ့ဂျိန်ကိုတစ်ချက်ဝင်လိုက်တယ်။ပွန့်ပွင့်အောင်ကလည်းဆီယာမရှိမှလိုက်တင်ရက်ပေးလိုက်တယ်။ဘနက်ချမန်းမသိအောင်ဆက်ခါဆက်ခါကြာလာတဲ့ဂျိန်ယာတွေကလည်းခြေတလုံးသားပေါ်တွေမှာထင်းကနေထင်းကနေထင်သွားသလိုရင်ထဲမှာလည်းလှိုက်ခနဲလှိုက်ခနဲနှာကျင်သွားတယ်။ကဲသွားနောက်တစ်ခါဆိုရင်တော့ကြောင်းထွက်ရမယ်။ဆိုတဲ့ဆီယာမရဲ့စကားကိုစုံအောင်စောင့်မနေတော့ပဲ။ဆီယာမတွေရဲ့အထင်သေးတဲ့ကဲရဲ့ရှုံချမျက်လုံးတွေနာက အမြန်ဆုံးပြေးထွက်လာခဲ့တယ်အတန်းထဲကိုပွန့်ပွန့်အောင်ပြန်ရောက်တော့မုံစာချောင်းဆင်းနေပြီတချို့ကမုံဆိုင်ထဲမှာကစားခွဲမှာအိမ်သားမှာထွက်သွားကြတဲ့အတန်းသားတွေများလို့နည်းနည်းစိတ်အေးသွားတယ်အိမ်စားလို့ရင်အတန်းထဲမှာကြံနေတယ်တက်ရီဦးတို့ ရင်းနဲ့နာတို့ကပွန့်ပွန့်အောင်ကိုပြူပြူပြပြကြည့်နေကြတယ်။ပွန့်ပွန့်အောင်ကဘာမှမဖြစ်သလိုဟန်ဆောင်ပြီးဆီယမ်မားတို့ရှာတော့ကစပွဲပေါ်မှာကြံခဲ့တဲ့စာအုပ်တွေကိုတအုပ်ချင်းထပ်ပြီးသိမ်းလိုက်တယ်။ပွန့်ပွန့်အောင်တို့ခုံထဲမှာတော့ထူးထူးခြားခြားဘသူလွယ်အိမ်မှမရှိတော့လို့စိတ်ထဲမှာထူးဆန်းသလိုဖြစ်သွားတယ်။မေတန်နာနဲ့အီအီစော်တို့ဘယ်ရောက်ပါလဲ။အရန်ရှက်ဖို့ကောင်းတယ်။ငါတို့တော့ခုဖြစ်စီကိုခိုးခံရမှလဲကြောက်တယ်။ခုဖြစ်စီမဟုတ်ဘဲနဲ့လဲမလို့ချင်းမဘူး။ ရှုစုကြည့်ဒီအတန်ကိုကြားယုံနဲ့မှတ်မိရင်နှွေးနန္တာကလွဲလို့ဘယ်သူမှမဖြစ်နိုင်ဘူးအဲ့ဒီနှွေးနန္တာကပုပ္ပင်အောင်ကိုအမြဲနှိမ်ပြောနေကြအတန်ထဲမှာထောင်း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 နဲ့နှွေးနန္တာတို့တက်ရီဦးတို့အုပ်စုကိုပုပ္ပင်အောင်ကတိတ်မုံတာကာကောင်စာဆိုင်ခဲ့အကောင်စာကြီးတွေနဲ့လာတဲ့အုပ်စုတွေကပေါ့အတန်ထဲမှာလူသမ ्या ကိုသူတို့ပဲဥဆောင်လှုပ်တယ်အတန်ထဲကပရင်းပေါက်တွေအတွက်ဇာခန်းစီဆီယမစပွဲအတွက်တချောင်းတို့ စီလုံးစပွဲခင် ဖန်ပန်းဦးနဲ့ပန်မျိုးမျိုးဒါတွေကိုလှူလဲသူတို့ပဲအတန်းနဲ့မှအရှိဆုံးကနေရယူတော့လဲသူတို့ပဲဆရာမကလည်းနေတိုင်းတစ်ခွပဲအမျိုးမျိုးပေးကြတယ်ပေးပြီးတော့အငိမ့်မနေကြဘူးငါတို့ကဆရာမကိုမဟုတ်ဘူးလက်ဆောင်ပေးတာဇာအင်းကြီးပေးတာလုံကြီးစပေးတာငါတို့ကဝမ်းဆက်ပေးတာနဲ့တယောက်နဲ့တယောက်ပြိုင်ဆိုင်ကြွားကြသေးတယ်ပွင့်ပွင့်အောင်ကတော့ဆရာမကိုပေးတာပေးတာလို့ပြောတန်ကြရင် ကျသိန်းထအောင်တုံလုံးမိခဲ့သေးတယ်။ပွန့်ပွန့်အောင်တို့အိမ်သားလေးကမူလာတန်းเจ้าမှာနှစ်တန်းထိနေခဲ့ရတော့ကပွန့်ပွန့်အောင်တို့ဆီယာမကပြောပြဘူးတဲ့။ဆီယာမနဲ့တပည့်ဆိုတာတန်းနဲ့ထားပြီးဘယ်တော့မှမပြောရဘူးတဲ့။ဖခင်နဲ့တကိုင်းနဲ့ထားပြီးရိုသေလေးစားကြရမယ်တဲ့။ပွန့်ပွန့်အောင်တို့မူလာတန်းเจ้าကလေးမှာတော့ကအခါကြီးရဲ့ကြီးတွေမှာဆီယာမကိုမုံတွေပန်းတွေဖျောင်းနိုင်တွေနဲ့ကြောခဲ့ကြရတာ။ဆီယာမကလည်းပွန့်ပွန့်အောင်တို့အားလုံး ကရော့နေတဲ့အချိန်မှာလက်အုပ်ကလေးချီပြီးပွန့်ပွန့်အောင်တို့အတွက်စုမုံကောင်းတွေတောင်းပေးနေတယ်။ပွန့်ပွန့်အောင်ကမူလာရန်ကြောင်းလေးကဘကွက်ကြားလေးနဲ့ဆရာမလေးကိုအခုချိန်ထိချစ်နေတော့လွမ်းနေကြတော့မှပဲ။အဲ့ဒီဆရာပါကိုချစ်ခဲ့တယ်လို့ဒီကြောင်းကြီးကဆရာမတွေကိုလည်းပွန့်ပွန့်အောင်ချစ်ခဲ့သေးတာပါ။ကြောင်းကြီးကိုရောက်ခါသာတော့ကလှလှပပဝစ်စားထားကြတယ်ဆရာမတွေကိုပွန့်ပွန့်အောင်ကချစ်လို့စပယ်ပန်းကုန်းတွေ ညံလေးပန်းကုန်းတွေတော့အမျက်တနိုးပေးခဲ့ဘူးသေးတယ်။ဒါပေမဲ့ဖွင့်ဖွင့်အောင်ရဲ့ပန်းကုန်းတွေဟာညနေကျောင်းဆင်ချိန်အထိဆရာမရဲ့စပွဲပေါ်မှာမွေသေးကြီးတွေလိုကြံနေရစ်ခဲ့တာ။နောက်တော့ဆရာမကိုပန်းပေးတဲ့အချိန်ဖွင့်ဖွင့်အောင်မှာပျောက်သွားတယ်။သူငယ်တန်းတို့တတန်းနှစ်တန်းတို့မှနေတော့ကကြောင်မတက်ခင်ဆရာမနားမှာအတန်းသားတွေအားလုံးဝိုင်းပြီးတွတီတွတာပြောခဲ့ကြတာကိုပဲလွမ်းတသားသားဖြစ်နေမိတယ်။ဒီကျောင်းကြီးမှာတော့အတန်းထဲမှာ လူတွေကများပြီးဆီယာမကလည်းကြောင်းတဲ့ချိန်မှသာရောက်လာတာရှေ့ဆုံးခုံထဲမှာထိုင်ကြတဲ့တက်ရီဦးတို့နွေးနန်နာတို့နဲ့ပဲဆီယာမကခင်မင်နေတော့တယ်ဆီယာမကတော့နီးရကိုခိုင်းနီးရကိုခင်တာပဲဖြစ်မှာပါဒါပေမဲ့တက်ရီဦးတို့နွေးနန်နာတို့အချို့ကတမျိုးအတန်သာအလုံးပေါ်မှာသိပ်ပြီးပူကြကျင်တာဒီတော့မှားတာမှန်တာမတွေ့တတ်ပြီမယ်ပွင့်ဖွယ်အောင်ရဲ့စိတ်ထဲမှာနွေးနန်နာတို့ကိုအလှူတန်းအပေးကန်းတွေနဲ့ အမျက်ထုတ်ပြီးအားလုံးအပေါ်မှာအနိုင်ယူနေတယ်လို့ပဲမြင်နေမိတယ်။တကယ်ဆိုရင်ပွင့်ပွင့်အောင်နေချင်တာဒီကြောင်ကြီးမဟုတ်ဘူး။အိမ်နဲ့အတော်လန်းဝေးတဲ့ဒီနာမည်ကြီးကျောင်းမှာ နေခွင့်ရဖို့ဖီဖီမီမီတို့တော်တော်လေးငွေကုန်ကြေးကြများခဲ့တယ်။ကျောင်းကြီးကိုထားနိုင်မှပွင့်ပွင့်အောင်လို့မောင်နှမလူရဝင်မယ်လို့ထင်နေကြသလားပဲ။ပွင့်ပွင့်အောင်လို့ရက်ွက်ထဲမှာတော့ညာတော်အဖြစ်တိတ်ပြီးချမ်းချမ်းသာသာမရှိကြပါဘူး။ မူလာတန်းအစင်တင်နေကြတယ်ဆိုရင်ရက်ွက်ထဲကမူလာတန်းအကြောင်းကလေးမှပဲထားလိုက်ကြတာကိုရက်ွက်ထဲကတငယ်ချင်းတွေပဲအကြောင်းမှပြန်တွေ့ရတော့ထူပြီးကြွားဝါနေကြလဲမလို့တော့ဘူးလေအိမ်မှာဆိုတဲ့လူကအကြောင်းမှဟန်ဆောင်လို့မရဘူးအားလုံးသိနေကြတာမိုးမလုံးနဲ့မြေဆိုင်ကြောင်ဆုပ်ဆုပ်ကလေးထဲမှာစော့ကြကစားကြပြေးကြလှွာကြစာရီအော်ဟစ်ကျက်လိုက်ကြစာမေးဝဲနာနေတော့ အချိန်မိုးတွေအများကြီးခေါ်ပြီးတန်းလုံးကျွအောင်တဲ့အကြောင်းကလေးမှတော့ မိမိကစက်မထားခြင်းဘူးကဲ့ပွန့်ပွန့်အောင်တို့မောင်နှမတွေအစဲဆိုတန်းအပြောတွေကြမ်းပြီးအောက်တန်းကျမှဆိုးလို့ကဲ့အိမ်နဲ့အဝေးကြီးကနှစ်ထပ်တိုက်အဆောင်နဲ့အုံနှယံတွေကထားတဲ့လျှက်စစ်ခေါင်းလောင်းနဲ့ကြောင်တက်ရတဲ့စီကူကျူစာပန်းစာပို့ပေးတယ်ရက်ွက်ထဲကမိမိတို့အသေးတွေပေါ်မှာလဲမျက်နှာကိုမော့မော့ထားပြီးပွန့်ပွန့်အောင်တို့ကြောင်းကြီးကလေဆိုတဲ့စကားကိုမိမိရှက်ရှက်ပြောတယ်ပွန့်ပွန့်အောင်ကတော့အထူးကျွန်းဆုံးအတော်ဆုံးတွေကြားမှာ အညံ့ဆုံးဖြစ်နေရတာကိုစိတ်ညစ်ဆုံးပဲမူလာတဲ့အကြောင်းကလေးမှာတော့ပွန့်ပွန့်အောင်က အတန်းထဲမှာအမြဲပထမရခဲ့တာကျူရှင်မြူတဲ့လူတွေအားလုံးထဲမှာပွန့်ပွန့်အောင်ကိုဖေဖေတို့ကအိမ်မှာသင်ပေးနိုင်တော့ကြံလူတွေထက်ပိုပြီးစားလိုက်နိုင်ခဲ့တယ်ပွန့်ပွန့်အောင်ရဲ့စိတ်တက်ကလည်းပြန်ရရင်နိုင်မှကျင်တတ်တာဒီကြောင်းကြီးကိုရောက်ကလေးကစာမေးပွဲမှာပြိုင်မှုမဆိုထားနဲ့နေ့စဉ်အတန်းထဲမှာတော့စာပြိုင်ပြီးမဆိုရဲခဲ့ဘူးမတူဘူးလေ ဒီကျောင်းမှာနေခဲ့တဲ့သူတွေအများစုကကျောင်းနဲ့ကျူရှင်ကျူရှင်နဲ့ကျောင်းကူးနေတဲ့သူတွေသင်ခန်းစာအစ်တက်တဲ့နေ့ဆို ပိုပြီးစိတ်ညစ်ရသေးတယ်ဆရာမကပုတ်စာပေးတော့ရှိသေးသူတို့တွေကတွက်ပြီးကြပြီအဖြစ်မှန်တွေအွန်လိုင်းရပြီပွပွအောင်လို့လို့ကျူရှင်မတက်နိုင်တဲ့၄၅ရောက်တာမျက်နှာငယ်လေးတွေနဲ့သူများကိုမော့နေရတာနားမလဲလို့ဆရာမကိုတွားမေးခြင်းပေမဲ့လေဆရာမရှိမှစပြနေတဲ့လူတွေအများကြီးနောက်ဆုံးတော့ မပြီးသေးတဲ့လူထွက်ခဲ့ဆိုတဲ့အတန်နဲ့ချိန်နဲ့တရွှန်းရွှန်းကိုပဲပွန့်ပွင့်အောင်လို့ရခဲ့ကြရတာပါပဲတခါတော့ကပွန့်ပွင့်အောင်ကအရိုက်မခံခင်ဆီယမကိုပြန်ပြောမိတယ်ဆီယမကရှင်းဖြစ်မရှင်းပြပဲနဲလို့ဆီယမမျက်နှာတွေနှီးရပြီးတအားဒေါသဖြစ်သွားတယ်ပွန့်ပွင့်အောင်ကိုမရိုင်းနဲ့ကောက်မလေးဖြစ်အဲ့ဒီနေ့ကစပြီးတတ်မှတ်ခိုင်းလိုက်ရတယ်ပွန့်ပွင့်အောင်ရော့မေတ္တနာငှားထားတဲ့နေ့တင်ချပုံနဲ့မေတ္တနာကသူ့ဖြစ်စီပဲပြောက်မှာဆိုလို့ င်းနဲ့မထိုင်ခြင်းဘူးတဲ့ငါတို့နဲ့လာထိုင်တော့မှာတည့်ရီဦးကပွန့်ပွင့်အောင်ရဲ့သင်္ချာပုံနဲ့စာအုပ်ကိုစပွဲပေါ်ပြစ်ချလိုက်ပြီးကူးဆက်ယောဂရှိနေတဲ့လူနာမကတ်ချင်တဲ့ပုံစံမျိုးနဲ့ပြောပြီးချက်ချင်းလှက်ထွက်သွားတယ်ဒီတခါတော့ပွန့်ပွင့်အောင်ဝမ်းနဲ့အားငယ်ပြီးယူကြုံမရဖြစ်သွားမိတော့တယ်အယူသားဆုံးနဲ့အရှင်းဆုံးဝင်ခံရရင်ပွန့်ပွင့်အောင်ဒီကြောင်းမှာနေပြောနေတာမေတ္တနာကြောင့်ပါမေတ္တနာကိုပွန့်ပွင့်အောင်သိချစ်တယ်သိအားကိုးတယ် မေသနာပေါ်မှာလည်းအတက်နိုင်ဆုံးအနုတာခံပြီးပေါင်းသိမ့်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီเจ้าမှာမေသနာကသူများနဲ့မတူဆုံးအယိုးအေးဆုံးနဲ့ပွင့်ပွင့်အောင်ကိုအနိုင်မကျင့်တတ်သူမူမူလာတဲ့အကြောင်းကလေးမှာတော့ကချစ်ခင်ခဲ့မှုတဲ့ခင်နဲ့တူတင်တွင်အေးတို့လိုချစ်ချစ်ခင်ခင်ပေါင်းခဲ့မိတာပွင့်ပွင့်အောင်ရဲ့တယောက်သေးတော့အချစ်ဆုံးတဲ့ငယ်ချင်းမေသနာအခုတော့မေသနာကပွင့်ပွင့်အောင်ကိုမုံသွားပြီတဲ့အတူမထိုင်ခြင်းတော့ဘူးတဲ့ မေတ္တနာပစ္စည်းပြောင်းမှဆိုးလို့တယ်ဖွင့်ဖွင့်အောင်စိတ်ညစ်ညစ်နေပဲတိတ်ကိုရေကျင်သွားတယ်ဖွင့်ဖွင့်အောင်တခိုးမှမဟုတ်ပါဘူးဆိုတာမေတ္တနာမသိတော်ဘူးတယ်လားတနေ့မှ45ချက်တန်တွင်55ချက်တန်တွင်နဲ့အဖိုးတန်ပစ္စည်းတွေကိုယူလာတတ်တဲ့မေတ္တနာရဲ့မြင့်ပစ္စည်းတွေဘယ်နှခါမှပြောက်ခဲ့ဘူးလို့လဲဖွင့်ဖွင့်အောင်ကလိုချင်မမောတတ်တဲ့အပေါ်စားမှလေးမဟုတ်ဘူးဆိုတာနေ့အတိဆုံးမေတ္တနာမေတ္တနာအိမ်သာသွားခြင်းတဲ့အခါမုံဆိုင်နှန်းကိုသွားခြင်းတဲ့အခါ ။ဟိုးခြေဆေးကျင်တဲ့အခါတော့ပုံမွေအောင်ကမင်းကြီးမင်းမျိုးအဖော်လိုက်ပေးခဲ့လို့ကျေးဇူးတင်လိုက်ရတာဆိုပြီးနေတန်နာကပုံမွေအောင်ကိုလက်ဆောင်အမျိုးမျိုးပေးခဲ့တာလေ။ပုံမွေအောင်ကမယူချင်လို့အတင်းညင်ရင်နေတန်နာကစိတ်ဆိုးတယ်၊ငိုတယ်။နေတန်နာကိုအလိုလိုက်ပြီးလက်ဆောင်ကလေးတွေကို ယူမိတော့အိမ်မှာမိမိကသူများပေးတဲ့ပစ္စည်းယူခဲ့ရပါမလားလို့စူသေးရိုက်သေးတယ်။ပွင့်ပွင့်အောင်ကမေတ္တနာကိုအရေးကြီးဆုံးစကားတစ်ခုံး ညနေချင်းဆိုင်ပြီးတိတ်ကိုပြောချင်နေမိတယ်။ငါဒီနေ့သူများကြတဲ့ပက်ဆံကိုကောက်ယူမိတာနင့်ကြောင့်လို့ຫນွေຈောင်းပိတ်ရဲ့နီလာလေး။ပူမွေအောင်ရဲ့စိတ်ထဲမှာအကျဉ်းကျဲအခက်ခဲတွေရှိလာလေးဖြစ်ရတဲ့အကြောင်းနဲ့မှမိတန်နာကအတေကတစ်နှစ်လုံးပူပွေအောင်ကိုမုတ်ကောင်းကောင်းတွေကျွေးရင်တို့လေးတွေဖဲကျိုးလေးတွေကလေးကလေးတွေခြုံစက်ကလေးတွေတမျိုးပြီးတမျိုးလက်ဆောင်ပေးခဲ့တဲ့မိတန်နာကို ပွန့်ပွန့်အောင်ကလည်းလက်ဆောင်ပစ္စည်းလေးတစ်ခုလောက်နဲ့တုံ့ပြန်ခြင်းနေခဲ့တာမိမိကပွန့်ပွန့်အောင်ကိုမုတ်ဖိုးပဲတော့မှမပေးဘူးနေသနာကိုလက်ဆောင်ပေးခြင်းပါတယ်လို့ပူဇော်ရင်လဲရှုပ်ရှုပ်ရှက်ရှက်တွေဆိုပြီးခေါင်းခေါက်ခံရအောင်မှမိမိပစံတစ်တာတွေကလည်းနှိုက်ဖို့မဖြစ်နိုင်တော့မှဒီပစံလိတ်ကလေးကိုတွေ့ခဲ့တာပစံလိတ်ကလေးကိုတွေ့တော့ငါများဘလို့ဝမ်းသာခဲ့မှမသိဘူးပစံကိုလက်ကမကောက်ယူမိခင်နေတန်နာကိုသတိရခဲ့တယ်လို့ ွင့်ပွင့်အောင်ကကြိမ်တွေပြီးတော့တောင်ပြောလိုက်ချင်ပါသေးရဲ့သူများကြားရစ်ခဲ့တဲ့ပက်ဆန်ကိုခိုးချောင်ခိုးဝဲကောက်ယူနေရင်ပွင့်ပွင့်အောင်ရဲ့ရင်ထဲမှာတယောက်ယောက်မြင်သွားခဲ့ရင်ဆိုတဲ့စိတ်နဲ့မလုံမလဲဖြစ်ခဲ့ပါသေးတယ်ဒါပေမဲ့မေတ္တနာကိုလက်ဆောင်ပေးနိုင်မှုရှားပါးသောအခွင့်အရေးတစ်ခုကိုရလိုက်ပြီလို့ထင်ခဲ့မိတာကြောင့်အကုန်မှားသွားတာတကယ်စိတ်ညစ်ရပြီဆိုရောမှားမှန်းသိရောပွင့်ပွင့်အောင်တွေဘာမှအကျိုးမရှိတဲ့အလုပ်နှစ်ခုကိုလုပ်ခဲ့မိလေချင်းဆိုပြီး တစ်သက်လုံးမေးလို့မရမဲ့အမှားနှစ်ခုကိုတော့လုတ်ခဲ့မိပြီ။သုံးနှစ်နှစ်တုန်းကကျောင်းကထိန်မှာသူများနေတူအလှငွေများများထည့်ခြင်းစိတ်ကြောင့်မိမိပစံတစ်တာတွေကငွေတရာအလေးယူခဲ့ဘူးသေးတယ်။မိမိတည်သွားတဲ့နေ့ကပွင့်ပွင့်အောင်အဆက်ကွဲတဲ့နေ့စိတ်ညစ်ရတဲ့နေ့ဝမ်းနည်းရတဲ့နေ့ပါပဲ။မိမိကပွင့်ပွင့်အောင်ရဲ့လက်တွေကိုအနဲ့ထိုးတယ်။တကယ်ကိုအနဲ့ထိုးပြီးပြောတာ။ဒီလက်ကနောက်ယူအောင်မလားယူအောင်မလားနဲ့ ပွန့်ပွင့်အောင်အရန်ကြောက်သွားပြီးမယူတော့ပါဘူးမမေရဲ့ဒီလက်နဲ့နောက်မယူတော့ပါဘူးလို့အလိုက်တင်ပြန်ပြောပြီးငိုခဲ့ရတာတကယ်တော့လက်ကယူတာမှမဟုတ်တာဘာကယူမီမှန်းတော့မသိပါဘူးဒါပေမဲ့အတန်းထဲကလူများများယူလာကြတဲ့လူဝယ်ပစ္စည်းတွေကိုပွန့်ပွင့်အောင်အားကျမိခဲ့တယ်တရုတ်အရခင်းတွေအိန္ဒိယကောစောတွေဓပူးတွေနာယီတွေပစ္စည်းကောင်းတွေအပြင် လူငယ်ဆိုလဲတရားအထက်မိမိကပွန့်ပွင့်အောင်ကို25ချက်ပဲလှူခိုင်းတာပွန့်ပွင့်အောင်ကလှူဖို့ခိုးသလိုဖြစ်သွားတာပေါ့သုံးနဲ့ဆရာမသားလေးနဲ့ဆရာမလို့ဒေါသကြည့်တယ်မယ်ဆိုရင်အဲ့ဒီအချိန်မှာပွန့်ပွင့်အောင်ရှိပါဦးမလားမသိဘူးမိမိကရိုက်ဆရာမကရိုက်နဲ့ဘလောက်ဒုက္ခရောက်လိုက်နေမလဲအဲ့ဒီတော့ကမိမိကိုသုံးနဲ့ဆရာမက ဖြောင်းဖြပြောပြီးလို့ပွန့်ပွင့်အောင်တက်တာခဲ့တယ်လေးရန်ရောက်တော့ ိမေကသူဆီယမကရိုက်ဆိုရင်မေတ္တနာကပွန့်ဖွင့်အောင်ကိုချော့မော့ခဲ့တာအခုမေတ္တနာပွန့်ဖွင့်အောင်သားမှမရှိတော့ဘူးတွေးရင်နဲ့စိတ်မောလာတယ်တိတိချာချာတွေးတော့အားလုံးကိုစိတ်နာလာတယ်စိတ်နာတာတွေများတော့စိတ်မာလာတယ်နေပေါ့ဘသူကိုမှမပေါမှုတယောက်သေးပဲနေမယ်နှစ်ချီတွဲလောက်နဲ့အဝိအစားဆုပ်ဆုံးဆဲတဲ့ဆိုတဲ့နှောက်ရှာကြမ်းတဲ့သူတွေနဲ့ပျော်ပျော်ပါးပါးနေခဲ့ရတော့က ွင့်ပွင့်အောင်မခိုးတတ်ဘူးစကားပြောမရိုင်းခဲ့ဘူးဆိုတာမိမိတို့ဆရာမတို့မိနေကြပြီလားမသိဘူးမသိပါဘူးဘာကိုမှမသိတော့ဘူးအေးအေးဆေးဆေးဆရာမပေးတဲ့အင်စာတင်ချပုံဆွဲနေတာပဲကောင်းပါတယ်တရိကံပုံလွယ်ပါတယ်တရိကံပုံများကြောင်ငန့်ရှိမျက်နှာစာနဲ့ရံမှာမမြင်ချင်းဆုံးစောက်ကလေးဖွင့်ထားတဲ့ပုံမှာစီမီွက်လေးတင်ထားတဲ့ပုံကိုမိဘဆရာကျောင်းသားဆိုတဲ့သုံးနာညီတရိကံပေါင်းကလေးခတ်ထားတဲ့ပုံကို နေတိုင်းမြင်နေရတွေ့နေကြအခုပွင့်ပွင့်အောင်ဆွဲမဲ့သင်ခန်းစာကလည်းတရိကံတရိကံပြင်မဲ့အနာမနေတရိကံရှေ့တဲ့အနာကရှေ့တိုးတဲ့အနာကတိုးမညင်မညာဆွဲပြစ်လိုက်တယ်အဲ့ဒါအနာမနေတရိကံပေါ့အခုဖတ်ပြခဲ့တဲ့ဝိထုကတော့ အမှတ်တရကိုနိုဝင်ဘာလ1990ပြည်ဖူးလာမဂဇင်းမှာ ဖော်ပြခဲ့ပြီးဆ iam မဝင်းဝင်းမြင့်နန်းတော်ရှိရေးသားခဲ့တဲ့အနာမည်တရီကန်ဆိုတဲ့ဝတ္ထုကိုဖျက်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်ဆက်ပြီးတာကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေသိ Audio Book Channel ကို Like and Subscribe ပြီးဘူးလဲတောင်းဆိုပါရစေရှင်။ကျမစိမ့်လေးပါ။